ိုယ့်ရဲ့ဘဝကိုသာပြုပြင်ရမယ်ဘဝမှာအသိဉာဏ်မတူတဲ့သူနဲ့ပြိုင်ပြီးကိုယ့်အသိကိုတန်းလိုက်မညစ်ပါနဲ့သူမသိတာသူအတိုင်းအတာပါပဲကိုယ်အရင်မပါဖို့ပဲကိုကြိုးစားရမယ်ပေါ့ဘဝမှာစေတနာမရှိသူနဲ့ပြိုင်ပြီးကိုယ်စေတနာကိုအယောင်မဆိုးမိပါစေနဲ့စေတနာဆိုတိုင်းလူတိုင်းမှာမရှိနိုင်ဘူး ကိုစေတနာကွက်မသွားဖို့ပဲကိုထိညရမယ်ပေါ့ဘဝမှာနားလည်မှုမရှိသူနဲ့ပြိုင်ပြီးအားငယ်မှုတွေလည်းမဝင်မိစေနဲ့သူနားမလဲတာသူ့အကြောင်းကိုအမားမဝယ်မိဖို့ပဲကိုပြောင်းရမယ်ပေါ့ဘဝမှာကျေးဇူးမတိတတ်တဲ့သူနဲ့ပြိုင်ပြီးကျေးဇူးတရားတွေပုံဖော်နေလို့မရဘူးပေါ့သူကျေးဇူးကံတာသူ့အပိုင်း ကိုယ်တမိုင်မယိုင်းဖို့ပဲကိုတတိပြုရမယ်ပေါ့ဘဝမှာအာဃာတကြီးသူနဲ့ပြိုင်ပြီးကိုယ်စိတ်မှာအနာတရမဖြစ်မိပါစေနဲ့သူအမုန်းမပြေတာ သူကိစ္စကိုယ်တင်ပုံချင်နိုင်ဖို့ပဲကိုကြိုးစားရမယ်ပေါ့အရင်စစ်တော့ကိုဘဝကိုတိုင်ထုစစ်ဖို့ပါပဲလူဘဝဆိုတာတတိမကတ်ရင်အပြစ်တွေချေပဲမဟုတ်လားတတိရှင်ရင်အနှစ်ရှိတယ် တတိမရှိရင်အပြင်ညစ်မယ်မတိတတိကလိဒါတွေနောက်လိုက်ပြီးခန်းစားမနေပါနဲ့အကျံအမမဖက်ဖို့နဲ့မန်တရားမဆွတ်ဖို့အမန်တရားမပြတ်ဖို့ပဲကိုကြိုးစားရမှာပေါ့ဘဝဟာကိုယ်သာပဲပြုပြင်ရမယ်ကိုဘဝဟာကိုယ်သာပဲထိန်းကြီးရမယ်ကိုဘဝကိုပြုပြင် ထိန်းကြီးနိုင်မှ ကိုခံစားရတာလေကိုတတ်တာမှဖြစ်တဲ့အတွက်ကြောင့်သူများအာကိုယူထားတ